အခု creating ခဲ့တဲ့လူဒီထဲမှာလူမှုကွန်ရ platform တကူ Friday LinkedIn ကိုသုံးနေခဲ့တဲ့လူဒီလေးပါပါဘို့သုံးခုရလူဒီလေးပါပါဘို့ big တခါလေးမကဘူးမသုံးခုရလူဒီလေးပါပါဘို့ဒီနေ့ဗီဒီယိုမှာ LinkedIn ဆိုဆိုစားလေ LinkedIn ကိုလူဒီစားတော့သုံးခဲ့လေဆိုဆိုကိုညာဝေးပြလာဖို့ Friday ပါအားလုံးတာလီစောပါ Facebook နဲ့ Telegram ရိုးပိုင်လူမှုကွန်ရက်တီ account ကို Ronnie Visa Friday လေးဒီနင်ကတော့ကကိုအလုံးကင်တဲ့ပညာရေးကို direct အထောက်ကူပူးတဲ့လူမှုကွန်ရက် platform တခု account ကို preparation ပါတယ်။ရေချင်တော့က LinkedIn ပါ။အခု video ကတော့က LinkedIn account ကိုမသီးတဲ့မကောက်ဖူးတဲ့လူတီတော့ရေရေပါတယ်။ LinkedIn ဆိုတော့ professional scenery လူမှုကွန်ရက်တခုပါ။ရိုးရိုးဖြော်ပြရေးစိတ်အပန်းပြဖို့အလားတက်မှုတောင်ဖို့သုံးရနေရမျိုးတော့မဟုတ်ပါ။ ဥပမာပြောရခေ Facebook ပိုင်မျိုးတော့မဟုတ်ပါ ကိုပညာရေခရောင်းအလောအတွေးကုန်တဲ့ကျွင့်ကြုံမှုတီးကို professional ဆင်ဆင်ပရသတ်ဖို့နေတာတကူရဖိုက်ပါတယ် LinkedIn ကိုကဘာလုံးက လူပေါင်း1ဘီလီယံကျော်ရယ်သူတို့ဒီလုပ်ငန်းနေပေက လူဒီနဲ့ရှိစားဖို့ဘဟုသူတတိများဝေဖို့နဲ့အလောအကန့်အခေါင်းလိုက်တီးကိုရာဖွေဖို့တော့အသုံးပြုခဲ့တယ်လို့ဆိုပါတယ် လင်းတင်ကိုလူတူရသုံးပွရတဲ့အဓိကကောင်ရာသုံးချက်ဟင်းမယ်နံပါတ်ကတော့ခါအလောရာဘောတော့ပါနိုင်ငံတကာကုမ္ပဏီကြီးဒီနောက်ပြီးပြည်တော်ကလုံခိုင်ဆောင်တွေ့သူတို့ဒီအလုပ်ခွာစားဒီကိုလင်းတင်မှာဒါရိုက်တောင်းခဲ့ပါတယ်ရောင်းကနေတစကိုနဲ့သောင်းတော်ရဲ့အလုပ်ဒီကိုရာဗနာချောက်ခဲ့ပါတယ်နံပါတ်9ကတော့ခါ networking တော့အသုံးပြုခဲ့ပါတယ်ကိုနဲ့အလုံးနေပေတူရဲ့လူဒီနဲ့ရှိစားဖို့နောက်ပြီးပြည်ညာချွန်ဒီအောင်မရလူဒီနဲ့ရှိစားဖို့တော့အသုံးပြုခဲ့ပါတယ် ဥပမာပြောရရင်အမေရိကန်လုပ်ငန်းရှင်တစ်ထည်ကြီး Bill Gates ရောပိုင်လူတွေ့တဲ့ LinkedIn ကိုအသုံးပြုပနာသူတို့အတွေ့အကြုံဒီတစ်ခါဘခုသူဒါရာစီရဲ့ account ID ကိုများဝီခဲ့ပါတယ်။နံပါတ်3ကတော့ဟာလေးလာတောင်ယူဖို့တော့သုံးခဲ့ပါတယ်။ကိုနဲ့အလုံးနစ်ပေတူရဲ့တစ်ခါလူတီများဝီရဲ့ account ID ကလေးလာခဲ့တဲ့ပါတယ်။ပညာရှင်တီရူရဲ့သဒ္ဒါဆောင်ပါတီကနေတစောင်းလေးလေးလာတောင်ယူခဲ့ပါတယ်။နောက်ပြီးကေ LinkedIn Learning ကနေတစောင်းလေး free course တီကိုတာပနာလေးလာတောင်ယူနိုင်ပါတယ်။ LinkedIn ကိုအသုံးပြုတဲ့လူအများစုဆိုအသား25နိုင်ကနေ30နိုင်ကလူငယ်ဒီ private တွေလို့ဆိုပါတယ်။ရတကောကိုရိုမျိုးဆက်တိုင်းလူငယ်ရှိတီအနေနဲ့လည်းတခါလူတီအတွေ့အကြုံဒီဘက်ကလေးလာတောင်ယူရောအလောကအခေါလန်တီကိုလေးရောက်ဖွေနိုင်ပါတယ်။အားလုံးကိုကျေးဇူးတောင်ပါတယ်။ကာရောပါ။